မိမိလျော့ရော့ရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာခြေနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုအယအမိသင်ယူပြီးတော့ညီမြပင်ရွတ်ဆိုပြောဟောဒိသေကမှုလောက်ရမဲ့အလုပ်ကိုမလုပ်ဖဲနေတယ်ဆိုရင်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရဲ့မိတ်ဆွေတို့ရဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာ သီလဆိုလို့ရှိရင်ကိုကျင့်သီလနဲ့ပြည့်စုံအောင်လောက်ရမှာဖြစ်တယ်တရားအကြောင်းဟောလို့ရှိရင်တရားတရားမိမိတဏ္ဍာမှာရှိအောင်လောက်ရမှာဖြစ်တယ်သုတ္တလို့ဆိုတာအကြောင်းကိုဟောလို့ရှိရင်အကြောင်းမြင်သုတ္တတွေမိမိတဏ္ဍာမှာရှိဖို့အထောက်အမှာဖြစ်တယ်စာကားလို့ဟောရင်လည်းမိမိကိုယ်တိုင်စာကားရှိမရှိစာရှိအောင်ကြိုးစားအထောက်အမှာ ပညာလို့ဟောတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အသိပညာတွေကိုယ့်ရဲ့နှလုံးနဲ့ရှားအသိထီအောင်ကြိုးစားအထောက်အပံ့ဖြစ်တယ်။ဒီအကြီးချင်းတွေကိုထုတ်ဖို့ညွှန်ကြားထားတဲ့တရားတော်တွေအတိုင်းမိလျော့လေးမိမိလျော့လျော့နေထိုင်ပြီးတော့လိုက်နာကျင့်သုံးမှုမဖြူတဲ့ပုဂ္ဂိုလ်ဟာ အကျိုးကျေးဇူးကိုပြေဝခံစားရမှာမဟုတ်ဘူးလို့ဒါကိုဆုံးလို့တာဖြစ်တယ်ပေါ့နော်ဒါဆိုဘုရားရဲ့ဆုံးမတွေဟာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အကျိုးစီးပွားကိုထုတ်ဖော်ဟောကြားတဲ့တရားတွေသာဖြစ်တယ်ဒါဖြင့်အကျိုးရှိအောင်ဟောပြောတဲ့တရားတွေကအချင်းချုပ်ပြီးတော့ပြောရင်ဘာလဲလို့ဆိုရင်ရှောင်ရမှာနဲ့လှုပ်ဆောင်ရမှာဒီနှစ်ခုပဲရှိတယ် ဘယ်ရာကိုရှောင်ပြီးဘယ်ရာကိုလွတ်ဆောင်အောင်မယ်ဆိုတာတိတိကျကျထုတ်ဖော်ဟောတာဆိုပါစို့ဒေသနာတော်တစ်ခုကြည်လိုက်တပ္ပပပတ္တအာကရဏအောက်တန်းကျတဲ့ရှုံးမဆူဆွန်းတဲ့အလုံးမှန်သမျှမလုတ်ဖဲနေရမယ်ကုသလတုပတံပရာအပြည့်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့တရားများကိုပြည့်စုံအောင်တော်ရမယ် သစိတ်တပရိယောတပဏံကိုယ်စိတ်ကိုဖြူစင်အောင်ထားမယ်လို့ဒီလိုဟောပြောဆုံးမတဲ့နေရာမှာအကုသမှုကိုမလုပ်ရဘူးလို့အောက်တန်းကြတဲ့စိတ်နေသဘောလားအောက်တန်းကြတဲ့အပြောဆိုအောက်တန်းကြတဲ့အလုပ်တွေမလုပ်ရဘူးကိုယ်ရင်နဲ့နှလုံးထဲမှာအကုသတရားတွေမဖြစ်စေရဘူးလို့ပြောတာဒီအသေးပဲကိုသိရှိပြီးတဲ့အခါမှာတကယ်ကို ကိုယ့်ရဲ့နှလုံးထဲမှာအကုသိုလ်တွေမဖြစ်အောင်တတိထားပြီးတော့ရှောင်ကျဉ်မှုလောက်အောင်ဖြစ်တယ်ပေါ့ကုသိုလ်တရားတွေကိုပြည့်စုံစေရမယ်ဆိုကုသိုလ်တွေကဘာတွေလဲဘယ်လိုလုံးမပြည့်စုံမှလဲဆိုတာသိရှိနားလည်ပြီးတော့ကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေမဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးရင်တိုးပွားအောင်လုပ်မှုဆိုတဲ့အလုသဘောကိုနားလည်ပြီးတော့ကုသိုလ်တရားတွေတိုးပွားအောင် ပြုလုပ်ခြင်း အဲ့ဒီလိုအလုတ်မလုတ်ခဲနဲ့အကုသိုလ်ရှောင်ရမယ်ကုသိုလ်တွေပြည့်စုံအောင်လုပ်ရမယ်ဆိုတာတော့သိသားပဲအကုသိုလ်ရှောင်ခြင်းလည်းမလုပ်ဘူးကုသိုလ်ပြည့်စုံအောင်ခြင်းလည်းမလုပ်ဘူးဆိုလို့ရှိရင်ဒါဟာမြတ်စွာဘုရားရဲ့ဆုံးမကတော့တန်ဟိတအချိုးစည်းပွားတွေဘုရားဆိုဖြစ်ထွန်းစေတဲ့ဆုံးမပဲဖြစ်တယ်အဲ့ဒီဆုံးမတွေကိုအများကြီးရွတ်ဆိုဟောပြောနေပေမဲ့တော့နတ်တက်ကတော့လုံးတဲ့နာမလုပ်ဘူး ဘာကြောင့်မလုံတုံဆိုရင်နေရောပမတ်တော်ကိုရှိထားတဲ့အခြေအနေလေးတစ်ခုနဲ့ရင်မူးနေတာမေးလျော့နေတာပမတ်တာဆိုတာအာယုံပေါ်မှာရှင်မူးနေတဲ့သဘောတရားများသောအားဖြင့်တရားတွေဆိုတာကုံကျုံကျုံတွေ့တဲ့ကိုယ့်ရဲ့အခြေအနေပေးတာလေးနဲ့ခြေနဲ့နေတတ်တယ်ခြေနဲ့နေတယ်ခြေနဲ့နေသည့်အတွက်ကြောင့်ကျိုးစားအထောက်ဖို့ဆိုတာ မလုဖြစ်တတ်ကြဘူးမိနေတတ်တယ်နော်မိတယ်ဆိုတာရင်မူးနေတာကိုယ်ချင်းနေလေးကိုသဘောကျပမတ္တာဆိုပမစ္စတိရှင်မူးနေရရှိထားတဲ့အချိန်လေးပေါ်မှာချိန်နှက်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုမေ့လျော့ပြီးတော့ထားတယ်ပမတ္တာအဲ့ဒီလိုမေ့လျော့လို့မြတ်စွာဘုရားကဒီလိုပြောတာအကုသို့ငါရှောင်းမယ် ကုသိုလ်တွေကပြည့်စုံသုံးမယ်လို့စိတ်ထဲတောင်ပေါ်မလာဘူးတကယ်တဲ့အကုသိုလ်ရှောင်ကျဉ်မှုမလုပ်ဘူးကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍမှာတွတ်တက်ပြပြတော့လဲမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာရနိုင်မှာမဟုတ်ဘူးဆိုတာမြတ်စွာဘုရားခောပောဝကာဝခဏယပရိသံလူတွေသိတာထင်ရှားတဲ့ဥပမာတစ်ခုပေးလိုက်တယ် သူများနှွားကိုအငှားကြောင်းတဲ့ပုဂ္ဂိုလ်နှွားအငှားကြောင်းတဲ့ပုဂ္ဂိုလ်ကအနည်းငယ်များသောနေနေအတွက်နှွားကြောင်းကလေးကိုယူပြီးတော့ပြန်ရတာဖြစ်တယ်။နှွားတို့တော့တောက်ရမှာမဟုတ်ဘူး။နှွားတို့ကိုမတောက်ရဘူး။နှွားကြောင်းကလေးပဲရမယ်။အငှားနဲ့နှွားကြောင်းနဲ့လူဟာ နှွားတို့ဝါအောင်မတော့ရတော့နှွားတို့ရဲ့အရသာမတိရသလိုနှွားတို့ကိုတောက်တဲ့အတိုင်းတားထိမရောက်သလိုနာဘာကဝါသမေညတာဟောတိကိရိတငိမ့်အောင်အထုတ်တဲ့ပုဂ္ဂိုလ်ရဲ့လမ်းဆုံးပန်းတိုင်ရဲ့စိတ်ပိုင်းတစ်ခုတောင်သူရောက်မှာမဟုတ်ဘူးလို့ဆိုလိုတာအလုတ်တော်မပါလို့ရှင့် ပြောနေတာနဲ့ဘာမှမဖြစ်ဘူးလို့ဆိုလို့ရတယ်နော် talk only အပြောသမားတက်တက် no action အလုပ်မပါဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာအကျိုးရလဗဒ္ဓမနဲတယ်လို့ပိဋကတ်သုံးပုံဘလောက်ပဲတက်တက်ပိဋကတ်ထဲပါတာတွေ ရှောင်ရမှာနဲ့ဆောင်ရမှာကိုရှောင်ရမှာကိုရှောင်ခြင်းဆောင်ရမှာကိုဆောင်ခြင်းဆိုတာတိလာကိုဖြစ်ခြင်းရမှာတိလာကိုဖြစ်ခြင်းရမယ်တမာရီကိုပွားများရမယ်ဆွေနေရတမာရီပွားများရမယ်ပညာကို တိုးပွားစေရမယ်ဆွေနေရပညာကိုတိုးပွားစေရမယ်စာထဲမှာလမ်းညွှန်ထားတဲ့အတိုင်းကို့မှာဘယ်အခြေအနေရှိတယ်ဆိုတာ မိရောမနေပဲနဲ့အမြဲတမ်းစူးစမ်းဆင်ခြင်ပြီးကိုယ့်ချင်းတွေကိုဆင်ခြင်သုံးသပ်လို့ကိုယ့်ရဲ့အရေးချင်းတွေတိုးတက်နေအောင်ကြိုးစားအထောက်အပံ့လို့သူဆိုလို့လောကအပြောသမားတက်တက်ဆိုတာအလုံးမပါတဲ့အပြောသမားတက်တက်ဟာကောင်းကျိုးချမ်းသာမရတဲ့ပြင်နောက်ဆုံးမှာလေးလို့တောင်ပြောခံရတာဖြစ်တယ်ပေါ့လေးဆိုတာအကောင့်အထက်မပေါ်ဘူးလေး ောက်ွယ်သွားတာပဲဖြစ်တယ်။အေးဒါကြောင့်မို့ဖရာရဲ့ဆုံးမတွေကဘလောက်ကောင်းကောင်းကောင်းတဲ့ဆုံးမတွေဘလောက်ပဲရွတ်စုရွတ်စုဘလောက်ပဲတိတိလောက်ရမယ်အလုပ်ကိုမလုပ်ခဲနေလို့ရှိရင်အကျိုးရှိဘူးလို့ပြောတာမြတ်စွာဘုရား။အခါသာနွားချောင်းသားဟာနွားတို့မတော့ရတယ်လို့ပဲ။ဓမ္မရတ္တကိုသူရရှိမှာမဟုတ်ဘူးလို့ဓမ္မရတ္တလို့ခေါ်တာ။ ဓမ္မကိုရှင်းသုံးတဲ့ပုဂ္ဂိုလ်အားသာလဲဓမ္မရတ္တကိုရရှိမှာဖြစ်တယ်ဓမ္မရဲ့အရာတာကိုသူကလုံးဝသိမှာမဟုတ်ဘူးလို့ဒီအိဗယ်နဲ့ရွေပြီးတော့မြတ်စွာဘုရားဆုံးမတာပဲဖြစ်တယ်ပေါ့တလုံးတပါရလေးသိသိသိတဲ့အတိုင်းလိုက်တာရှင်းသုံးမှုကအထူးကကြတယ်လို့သူဆိုတယ်နော်